tab ကြည့် mobile login ကိုကျွန်တော်120 fps နဲ့ဆော့လို့ရတယ် display လည်းဗျာတော်တော်ကောင်းတဲ့အထင်မှာပါတယ်သူစီးနဲ့ကျွန်တော်ပြန်ရတဲ့ performance ကလည်းတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့တခြားဒီကောင်ကအားနည်းချက်မရှိတော့ဘူးလားပြောနေကြပါတယ်စရအောင် ဒီဖုန်းကဗျာပြောတော့ပြောကတ်တိုလေးလူပြောများနေရတော့ကြာပြီယကျွန်တော်လဲ review လုပ်ချင်နေတာတပိုင်းအောင်သိနေရပဲအဲဒါပေမဲ့ official ဝင်တဲ့ဖုန်းမဟုတ်တာရောအဲကျွန်တော်နိုင်ငံရဲ့လုံးဝတဲကြီးကြိုက် brand မဖြစ်နေတာရောအကြောင်းသိရလူနည်းနေရပါတော့ဒါပေမဲ့ဗျာဒီဖုန်းကသူ့ရဲ့ဈေးဒီ73သိန်းအောက်လောက်မှာဒီ PUBG ကို 120fps နဲ့ဆော့လို့ရတယ်ဆိုတော့ကျွန်တော်လည်းမဝင်နိုင်မဲ့အတူတူညာတငယ်ချင်းစီကနေခဏလေးငားပြီးတော့ကျွန်တော်စမ်းသုံးကြည့်လိုက်တာ feeling ကတော့နည်းနည်းလေး miss ဖြစ်နေတယ် ြိုက်တာရှိရယ်နည်းနည်းလေးမကြိုက်တာရှိရယ်ဒီကောက်ရဲ့ဒီဒီဇိုင်းပိုင်းကကျွန်တော်တို့ဒီဂိမ်းမာလဲစမ်းတယ် gaming ဖုန်းစမ်းတယ်ပေါ့နော်ဒါပေမဲ့အရင်မျက်စိနောက်ရလောက်အောင်လဲ bling bling နေဒီကောက်မှာမပအောင်ကျွန်တော်ယူနေကတော့မြင်ရတဲ့အတိုင်းပဲအမဲရောင်ပိုလာတာကတော့အဖြူပေါ့လေအဖြူကကြတော့အခုကျွန်တော်ပြထားလို့ပဲဒီ strip pattern လေးပါတယ်မတက်နိုင်ဘူးကျွန်တော်ကအမဲပဲရတာ哦နောက်ခန်းရောင်လေးတစ်ရောင်လေးရှိတယ်အဲ့ခန်းနဲ့အဖြူမှာကျတော့အနောက်ဘက်မှာဒီ ပတ်တန်လေးပါတယ်ဒီအမဲမှာကျတော့ plain ပဲဟိုနေရာကကျတော့နည်းနည်းလေးပို့ပြီးတော့ဖော့ဖြစ်တယ်လို့ပြောလို့ရတယ်ဒီကောင်ကျတော့ပို့ပြီးတော့ဆက်တယ်ဖြစ်တယ်ငိန်တဲ့ဘက်သွားလို့ပြောမှာဟုတ်ပြီဒီကောင်ဒီဇိုင်းကတော့ဗျာကျွန်တော်ရဲ့နာမည်ကြီး Redmi Turbo 4 Pro လေးနဲ့တော်တော်လေးတူတယ်စတာပါဒီ camera ring နေရာလေးပဲနည်းနည်းလေးဆင်တာဒီသူ့ရဲ့နောက်ကျောဘက်ကဒီဒီအမဲရောက်မှာမြင်ရလားမသိဘူးသူက အစင်းလေးတွေနည်းနည်းတော့ပါတယ်ပြီးတော့ရုပ်တရက်ကြည့်တော့ရှိရင်သူရဲ့ကင်မရာရင်းကအထဲမှာကင်မရာနှလုံးတက်ထားတဲ့ပုံစံပေါ့နော်တကယ်တမ်းကျတော့ဒီ secondary camera ဒီဘေးမှာသူကတက်တက်ခွဲထုတ်ထားတာအခုမြင်ရတဲ့ဒီ ring လေးကကျတော့ cooling fan ပေါ့နော် အက်တစ်ကိုလင်ဖန်လေးပေါ့ဟုတ်တယ်ဒီ Remagic ဖုန်းလေးလိုမျိုးဒီကောက်မှာကိုလင်ဖန်ပါလာပေါ့နော်ဒါပေမဲ့ဒီအစိမ်းရောင် ring လေးကမီးတော့မလင်းဘူးပြောမယ်ဆိုရင် RGB မဟုတ်ပေါ့နော် sticker ပုံစံပဲမီးလင်းတာလိုချင်တယ်ဆိုရင်တော့သူ့ရဲ့ provision ကိုတွားပြီးကျွန်တော်တက်ဝယ်มาရမှာဟုတ်ပြီဒီဖုန်းရဲ့အောက်မှာတော့ဒီ other mode အတွက်ကျွန်တော်ဒီ type c တစ်ပေါက်ရယ် mic ပေါက်ရယ် speaker တစ်ပေါက်ရယ်နောက် sim tray လေးပါမယ်ဖုန်းရဲ့အပေါ်မှာတော့ကျွန်တော်ဒီနောက်ထပ် speaker တစ်ပေါက်ရယ် mic တစ်ပေါက်ရယ် air blaster လေးရယ်ပါမယ်ဖုန်းရဲ့ညာမှာတော့ကျွန်တော်တို့ဘောလုံးရောက်ကာလေးရယ် power button လေးရယ်ပါမယ် คลาวด์တွေကလည်း200တော်တော်လေးကလီကီဖြစ်တယ်ပေါ့เนาะပြောရင် flagship ဖုန်းတွေမှာကျွန်တော်တို့200 quality မျိုးဒီဖုန်းမှာသွားရတယ်ပြီးတော့ကျွန်တော်မြင်ရတိုင်းပဲဒီคลาวด์ရဲ့အပေါ်မှာဆိုရင်သူဒီ cooling fan အတွက်ပေါ့เนาะသူအိဆော့ပေါက်လေးနှစ်ပေါက်ပါတယ်ဒီဖုန်းရဲ့အထူကဒီ8.3 mm နဲ့အလေးချိန်က200 gram ဆိုတော့အရန်ကြီးပို့ပါဖုန်းလုံးတော့မဟုတ်ဒါကလည်းဒီကောက်မှာပါတဲ့ battery နဲ့ကျွန်တော်အချိုးချကြည့်လိုက်မယ်ဆိုရင်တန့်ပါတယ်ဟန်ဖီလင်ရတော့ဒီကောင်ကဒီသူ့ရဲ့ design က ဘောက်စီဆန်ဆန်လှုပ်ထားတာဆိုတော့ကင်ရတာအရင်လက်ထဲမှာတက်တောင်းတက်တာတော့မဖြစ်ဘူးသူကအနောက်ဘက်ကဒီချိုးထားနေရလေးကအင်း seamless တော့ဖြစ်တယ်ဒါပေမဲ့လေးတောင်းဆက်ဆက်လေးဖြစ်နေတဲ့အခါမှာကျွန်တော်ကင်ရတာလက်ထဲမှာနည်းနည်းလေးတော့ထောက်တယ်လို့ခံစားရတယ် ဒီဘေးပေါင်နဲ့အနောက်ဘက်ကတော့ကျွန်တော်တို့ဒီ plastic ပဲပေါ့နော်ဒါပေမဲ့ကျွန်တော်မြင်နေကြ plastic တင်တော့မတူဘူးသူတို့ oppo ရဲ့အခေါ်ကတော့ high strength pc plastic ဆိုပြီးခေါ်ရပေါ့နော်ပြီးတော့ဒီနောက်ဘက်ကောင်မှာသူတို့တုံးထားပေးတဲ့ test ချာလေးကလည်းလက်စီဘာညာပေးတော့လဲတော်တော်လေးခံနိုင်ရှိတယ်ဒါတော့မှအမဲဖြစ်နေဦးနော်အဖြူဆိုရင်ဒီထက်တော့မှပိုပြီးခံနိုင်ရှိနိုင်တယ်ပြီးတော့ဒီကောင်က cooling fan တော့ပါတယ်ဒါပေမဲ့ရေဆိုတော့ခံတယ် pressure gun နေပိုင်းနဲ့ထိုးတော့မှဒီကောင်ကခံနိုင်ရှိနိုင်တယ်ဒါပေမဲ့ တခုရှိတာအပေါက်တွေပါနေတဲ့အခါကျတော့ပုံတန်တော့မခံနိုင်ဘူးအဲ့ဒါကြောင့်လဲသူရဲ့ rating မှာ IB 8889လို့သူတို့ပြောပါဘောနော်ဒီကျွန်တော် cooling fan အလုံးလုံးနေတွေ့ရတော့ကျွန်တော်ပုံသေးသေးလေးတော့ဝင်နိုင်တယ် display ဘိုင်းကလည်းဒီဖုန်းကတော်တော်လေးကောင်းတဲ့အထက်ပါတယ်ဒီကောက်မှာဒီ6မှ7မအရွယ်ရှိတဲ့ဒီ 120Hz Full HD Plus OLED display ကိုသူတို့တုံးထားပေးတာပေါ့နော်အခုမြန်အတိုင်းပဲဗျာဒီဘေးပေါင်ပေစယ်လေးတွေကတော်တော်လေးကိုပါတဲ့အပြင်ကိုညီလဲတော်တော်ညီတယ်အပေါ်လဲအောက်လဲညီတယ်ဘေးနှစ်ဖက်လဲညီတယ်ဆိုတော့ ကြည့်ရတော်တော်လေးတော့ immersive ဖြစ်တယ်။ P brand အနေနဲ့ဒီကောင်းရဲ့ display က1600 nits တရတယ်။ဒီကျွန်တော် auto mode မှာဆိုရင်တော့ဘယ်လောက်ရလဲသူတို့မပြောထားရင်မယ်လို့ကျွန်တော်နေရောင်အောက်မှာတုံးကြည့်ရတော့မမြင်ရတဲ့ content မရှိဘူး။ပြီးတော့ဒီ color correction ဘိုင်းကလည်းကျွန်တော်သဘောကျတဲ့ပါပေါ့နော်။ဒါမှမကျင်တယ်လို့ရှိရင်ဒီ display setting တွေက screen color mode မှာကိုကြိုက်တဲ့ color profile ကိုသွားပြီးပြောင်းထားလို့ရတယ်။ပြီးတော့ဒီ phone မှာဒီ Oppo ရဲ့ O1 Ultra Vision Engine ဆိုတဲ့သူတို့ display tag တစ်မျိုးပါပေါ့နော်ဒီကောင်ကမလုပ်ပြရဲဆိုရင်ကျွန်တော်ဒီ content တွေကိုပို့ပြီးတော့ shape ဖြစ်အောင်လုပ်ပေးတယ်ဒီ video မှာဆိုရင်လည်းကျွန်တော် color တွေ new ဖြစ်နေလို့ရှိရင်ပို့ပြီးတော့ pop ဖြစ်အောင်လုပ်ပေးရပေါ့ဆိုတော့ဒီကောင်ရဲ့ဒီဈေးတန်း73သိန်းမပြည့်တဲ့ဈေးတန်းမှာဒီကောင်ရဲ့ display quality ကိုကျွန်တော်သွားရှင်မယ်ဆိုရင် တော်တော်ကြီးအဆင်ပြေတဲ့အထက်ပါတယ်ကျွန်တော်ဇက်ကားတွေကြည်တာ social သုံးတာမှာဒီကောင်အ display ကတော်တော်ကောင်းတယ် security ဘိုင်းတွေလည်းဒီကောင် under display fingerprint scanner လာတာ optical ပဲဒါပေမဲ့ညံတယ် blur ပဲဖြစ်တယ်ပြီးတော့ဒီကောင်ရဲ့ position ကကျွန်တော်လက်နဲ့တော့ quality လောက်သွားကြတာပေါ့နော်ကျော်ပြအဆင်ပြေ display နဲ့တူကျွန်တော်တခါလဲပြောမှာဒီကောင်ရဲ့ဒီ speaker တွေခုနကကျွန်တော်ပြောထားတဲ့အတိုင်းပဲဒီကောင်မှာ ပေါ်မှာ speaker တစ်လုံးအောက်မှာတစ်လုံးဆိုတော့နှလုံးပေါ့ stereo speaker ပေါ့နော်အတန်ထွက်ကတော့ကျွန်တော်ဒီ balance ဖြစ်တယ်လို့ပြောမယ်ဒါပေမဲ့ဒီကောင်ရဲ့အတန်ထွက်ကအရင်ကြီးဖူးဆောင်နေတော့မဖြစ်ဘူးနည်းနည်း flat ဖြစ်တယ်ဒီ mid နဲ့ high တန်တွေမှာတော့တော်တော်လေး pronounce ဖြစ်တယ်ဒါပေမဲ့ bass ပိုင်းမှာကျတော့ကျွန်တော် mid bass လောက်ပဲကျွန်တော်ကြားရတယ်ပေါ့နော် clarity လည်းကောင်းတယ်ဆိုရင်လည်းဒီ90ရာခိုင်နှုန်းလောက်အထက်ကျွန်တော်သွားပြီးတော့တင်မယ်ဆိုရင်တော့ distortion လေးနည်းနည်းလေးရှိတယ်ဒါလည်းအပြစ်ရှာပြတော့ပါလေသုံးမယ်ဆိုရင်တော့အဲ့အတန်အလောက်ကြီးကိစ္စမရှိပါဘူးပြီးတော့ဒီ setting ထဲမှာကျွန်တော်ဒီ sound effect setting ဆိုတာရှိရပါတော့အဲ့ထက်မှာကျွန်တော်ကိုကြိုက်လို့တွားပြီးတော့ကျွန်းလုပ်လို့ရတယ်ကိုကြိုက်တဲ့ profile ကိုတွားပြီးတော့ရွေးလို့ရပါတော့ smart တို့ game mode တို့ဘာတို့ညာတို့ပေါ့ဗျာဒီကောင်ရဲ့ဒီ haptic motor လေးတွေကလည်း keyboard တွေပဲရိုက်ရိုက် game ပဲဆိုဆိုဒီကောင်ရှန်နဲ့ကျွန်တော်ပြန်ရတဲ့ဒီ haptic feedback လေးကတော်တော်လေးအနစ်ကျတယ်မှာပါတယ်โอเคဒါဆိုရင်ဒီ camera ဘိုင်းရရောဘယ်လိုနေမလဲ ောရင်ဒီဖုန်းကကင်မရာဦးစားပေးဖုန်းတော့မဟုတ်ဘူးเนาะဒါပေမဲ့ထူးထူးခြားပဲသူ့ဟာကသူမစိုးဘူးကောင်းတယ်လို့ပြောလို့ရတဲ့ပုံတွေတော့ဒီကောင်ကနေရိုက်လို့ရတယ်ဒီကောင်ကဒီ spec နေနဲ့ဆိုရင် main camera နေနဲ့ဒီ 50MP f1.8 တလုံးရဲ့ဒီ 2MP monochrome camera တလုံးရဲ့ပါတဲ့ dual camera setup ပေါ့เนาะ 2MP ကတော့ဒီ main camera ကို assist လုပ်ပေးမဲ့သဘောဆိုတော့ဒီ portrait ပုံတွေမှာပို့ပြီးတော့ collaboration ပို့ကောင်းအောင် depth information တွေပို့ပြီးတော့ကောင်းအောင်လုပ်ပေးမဲ့သဘော ီကောင်းရဲ့ဒီ fit pimic ကပဲဆို F1.8 ကင်မရာနဲ့ထွက်လာတဲ့ပုံလေးရလဲဒီနေ့ကင်ပဲကျွန်တော်တို့ရိုက်မယ်ဆိုရင်တော်တော်လေးကောင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်ဒီ dynamic range ဘိုင်းနေရောနောက်ဒီ highlight controlling လုပ်တဲ့အပိုင်းဒီမှာလည်းကောင်းတယ် 2ace လောက်နဲ့ရိုက်မယ်ဆိုရင်တော့မှကျွန်တော်တို့ detail တွေကြံသိန်းလောက်ကြံတယ်အဓိကကတော့ဒီကောင်ကောင်းရတာပေါ့နော်ဒီ oppo ရဲ့ ai image processing ကအလုပ်ဖြစ်နေတာအကြောင်းလို့ပြောလို့ရတယ် ီ collaboration ဘိုင်းလဲသူ့အန်သူတော်တော်လေးကောင်းတယ်ဒါကဒီလိုဈေးတန်းဖုန်းလုံးနေနဲ့ချိန်ထိုးပြီးတော့ကောင်းတယ်လို့ပြောတာเนาะဒီ low light photography ဘိုင်းမှာလဲထုံးလေးလည်းကောင်းမယ်ဒီ processing ဟိုကကောင်းနေတဲ့အခါကျတော့ဗျာဒီဆက်ဆက်ရိုက်လိုက်ခြင်းမှာဒီ view finder အနေနဲ့ကျွန်တော်တို့ကြည့်ရတဲ့အခါမှာတော့တမျိုးကြီးပဲမကောင်းဘူးလို့ထင်ရမယ်လို့ဒီ process လုပ်ပြီးတော့ထွက်လာတဲ့ပုံတွေကတခြားစီပဲဒီ white balance လဲအချိန်တော်များမှာမှန်တယ်ဒီ portrait mode မှာဆိုရင်လဲဒီ editation လေးတွေကောင်းတယ် skin tone ကတော့ဗျာ oppo ဖြစ်နေတဲ့အတွက်ကြောင့်မလို့ natural လွတ်တော့အရင်မရဘူးပေါ့ဒါမဲ့ချော်ပါတယ်လေး ဗီဒီယိုပိုင်းကတော့ဒီ 4K 60 FPS တိရိုက်လို့ရမယ်ဗီဒီယို quality ကလည်းသူ့အိုးနဲ့သူ့ဆန်သူ့ဇေတန်းနဲ့ဆိုရင်မစိုးဘူးလို့ပြောလို့ရတယ်ဒီ color ဘိုင်းလေးကတော့နည်းနည်းလေးဆိုတဲ့ဘက်ကိုသွားတယ်ဒါပေမဲ့သူ့မှာပါတဲ့ဒီ16 megapixel selfie camera ကတော့ဒီ 1080p 30 FPS နဲ့ပဲရိုက်လို့ရတယ် 4K တော့မရဘူးပေါ့နော်ဒါပေမဲ့လည်းဒီဖုန်းဝယ်တဲ့ဘဲတွေက selfie ပုံရိုက်ပြီးတော့အမြဲတင်နေမဲ့လူမျိုးမဟုတ်တာ哦ဒါကလည်းပြဿနာကြီးတော့လည်းမဟုတ်ပါဘူးရသေးချင်တာပဲရှိတာဗျာ မရလဲကိစ္စမရှိပါဘူးဒီလိုမျိုး gaming phone မှာပေါ့နော်ဆိုတော့ခြုံပြောရရင်ဒီကောင်ကဒီကင်မရာအသားပေးဖုန်းမဟုတ်နေခါကျတော့တချို့နေရာတွေမှာသူတို့ခိုထားလေးရှိတယ်ဒါပေမဲ့သူ့ဇင်းနဲ့ကျွန်တော်ချိန်ထိုးပြီးတော့ကြည့်မယ်ဆိုရင်လည်းလက်ခံလို့ရတဲ့ quality လို့ပြောမှာပဲနောက်ဒီ performance ဘိုင်းကတော့ဒီဖုန်းရဲ့အဓိက highlight ဖြစ်နေတဲ့အပိုင်းလို့ပြောမှာ ဒီ spec တွေရတော့အားရကြာကြီးဗျာဒီဖုန်းမှာတုံထားတဲ့ SOC ကဒီ media ထက်ရဲ့ dimensity 6450ဆိုတဲ့ SOC ပြောရမှဒီကျွန်တော် turbo 4မှာတုံထားတဲ့ SOC ထက်နည်းနည်းပိုကောင်းတယ်ပေါ့ pro မဟုတ်ဘူးเนาะ turbo 4 pro ကတော့ AS Gen 4ဆိုတဲ့အခါကျတော့ဒီကောင်းထက်ပိုကောင်းတယ်နည်းနည်းပိုကောင်းတယ်ပေါ့ဒါပေမဲ့ဒီဖုန်းမှာတုံထားတဲ့ performance ကတော်တော်ကြီးကိုကောင်းနေပြီလို့ပြောလို့ရတယ်ဒီ app အဝင်အထွက်တွေ ram management လုပ်တဲ့အပိုင်းတွေမှာတော်တော်လေးကောင်းတယ် defense score မှာကျွန်တော် single core score ကိုဒီကောင်က1089နဲ့ multi core score ကို9000ဝန်းကျင်4980လောက်ရတယ် ဆိုရပါ CPU performance ကတော့တော်တော်ကြီးကောင်းတယ်ပေါ့ဒီတော့ကျွန်တော်တို့ဒီ social app တွေတုံးတာဒီ app ဝင်ထွက်လောက်တာအဖွင့်ပိတ်လောက်တာအဲ့လိုမျိုးနေရာမှာတော်တော်ကြီးကို smooth ဖြစ်တယ်ညံတယ်ဘလောက်တုံးတုံးဘာပြဿနာမှမရှိဘူးဟုတ်ပြီဒါဆိုရင်ဒီ gain ဆုံးမယ်ဆိုရင်ရောဒီကောင်ကိုကျွန်တော်တို့ဒီ 3D map wildlife extreme status လောက်တဲ့အခါမှာ stability score က 89.9ဒသမခွန်ရခိုင်နှုန်းလောက်ရတယ်80ပေါ့လေပြီးတော့ temperature အနေနဲ့ကဒီကောင်က68ဒီဂရီဆယ်ဆီယက်လောက်ထိရောက်တယ်ဒါကဒီကျွန်တော်တို့ဒီ cooling fan လေးဖွင့်ပြီးတော့ဆန်းတာပေါ့နော် score အရကြည့်မယ်ဆိုရင်ဒါကကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ cooling fan ပိတ်ပြီးတော့ထပ်ဆန်းတဲ့အခါကျတော့ stability score က52.5ရခိုင်နှုန်းလောက်ဖြစ်သွားတယ်အပူချိန်ကတော့46ဒီဂရီဆိုတော့အပူကတော့နည်းနည်းတက်တာတယ်ပြောရရင် oppo က fan ကို defend ပေါ့နော်သူတို့အလကားထည့်ပေးထားတာတော့မဟုတ်ဘူးဖွင့်သုံးမှပို့ပြီးတော့အဆင်ပြေမယ်ဆိုတဲ့သဘောတက်ရောက်တယ် ဖွင့်သုံးမှကောင်းမယ်ပေါ့လေတည်မလားငါထည့်ပေးထားလူလို့ဟာမင်းတို့ဒီဂိမ်းကြီးဒီဆော်တိုင်းဖွင့်သုံးရင်ပိုကောင်းမယ်ဆိုတော့အတိတ်ပဲလို့ပြောရမှာပဲဒါပေမဲ့ဒါဒီ best map တွေဘက်ကနေကျွန်တော်ကြည့်တဲ့အပိုင်းပေါ့နော်ဒါပေမဲ့တကယ်တကယ်ကျွန်တော် daily life UC ဘက်ကနေကြည့်မယ်ဆိုရင်နော်ကိုယ်တိုင်သုံးကြည့်ရလောက်ကတော့ဂိမ်းတွေကိုကျွန်တော်ဈေးအများကြီးမသုံးမဲနဲ့ကောင်းကောင်းစော့ကျင်နေဆိုရင်တော့ဒီဖုန်းကရွေးလို့ကောင်းတယ်ဘာလို့ဆိုရင်ဒီကောင်ကဒီ PUBG Mobile လို့ဂိမ်းကို smooth graphic မှာ 120 FPS နဲ့ AA60 ချွေးမထွက်ပဲဆော့လို့ရတယ်။သူ့အန်သူပြဒီ benchmark မှာကျွန်တော်တို့ fan page ပြီးဆန်းတဲ့အချိန်မှာ stability score တိတ်ပြီးတော့မကောင်းမယ်လို့ဒီ PUBG ကို118နဲ့120 FPS ဝန်းကျင်မှာကျွန်တော်တို့ငြိမ်ငြိမ်လေး3နာရီလောက်စတိုက်ဆော့လို့ရတယ်။အဓိကတော့ကျွန်တော် FPS ဘယ်လောက်ငြိမ်လဲဆိုတာကိုပဲကျွန်တော်ကြည့်တာ။ပြီးတော့ဒီဈေးနဲ့ဒီ PUBG ကို120 FPS နဲ့ဆော့လို့ရတယ်ဆိုတာတော်တော်ရှားတယ်။တချို့ဖုန်းတွေကြတော့ကျွန်တော်တည့်တဲ့အတိုင်း raw performance ကတော့အရန်ကောင်းတယ်။ဒီကောင်းထက်ကောင်းတဲ့ဖုန်းတွေလည်းရှိတယ်။ဒါပေမဲ့120 FPS အဲ PUBG မှာပေါ့နော်120 FPS ကိုသူတို့ optimize မလုပ်ထားဘူးမရဘူးပေါ့နော်90 fps လောက်နဲ့ပဲဆော့ရတာများတယ်နောက်ကျွန်တော်တို့ဒီနာမည်ကြီးတဲ့ data force ကိုလည်းအတူတူပဲကျွန်တော်တို့ဒီ standard graphic မှာ120 fps နဲ့ share ကိုဆော့လို့ရတယ်ဆိုတော့ဒီ shooting game တွေ battle royale game တွေအတွက်ကတော့ဒီဖုန်းက supporting တော်တော်ကောင်းတယ်ပြီးတော့ကျွန်တော်ဒီ gunshin battle မျိုး graphic demanding အရန်ဖြစ်တဲ့ game မျိုးတွေကိုလည်းကျွန်တော်ဒီ default graphic မှာဆိုရင်တနာကြီးဆော့တာပေါ့နော်ကျွန်တော်60 frame per second ဝန်းကျင်လောက်နဲ့ငြိမ်ငြိမ်လေးဆော့လို့ရတယ် fps အများကြီး ဒီလိုကြီးစောက်ထိုးကြီးထိုးကြအောင်မျိုးမတွေ့ရအောင်ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ဒီ20 minute stress test တွေလောက်ဒီ GPU ကျွန်တော် 11X နေတဲ့ game ဆိုတာ Play Store မှာတိတ်ပြီးတော့မရှိပြီးတော့ဒီဖုန်းမှာတုံးထားတဲ့ခုန Dimensity 6450ဆိုတဲ့ SoC ကလည်း raw performance ကအရန်ကောင်းတယ်ဆိုတော့တကယ်တမ်းကျွန်တော် daily life မှာ daily use မှာပေါ့နော်ကျွန်တော်ပြောခဲ့တဲ့ game တွေကိုအချိန်နာရီနဲ့ချီပြီးတော့ဆော့မယ်ဆိုရင်လည်းပြဿနာမရှိဘူးပူတော့နည်းနည်းပူတာပေါ့နော် FPS ညင်တော့တန်ပါလေဒါပေမဲ့တခု recommend ပေးချင်တာကျွန်တော် fan ကို game ဆော့တဲ့အချိန်တိုင်းဖွင့်ဆော့ရင်အများကြီးပူကောင်းတယ်1800 RPM ဆိုတော့တော်တော်လေးလေတယ်လေအားလည်းတော်တော်လေးပြင်းတယ်ပြီးတော့ကျွန်တော်တခုသတိထားမိတာရှိရေပေါ့နော်အဲ့ဒါကျွန်တော် game ဆော့လို့ရှိရင်ဒီလိုဆော့တာဒီလိုဆော့တဲ့အခါမှာကျွန်တော်လက်မနှချောင်းမဲ့တုံးတာဟုတ် two finger core ဆိုတော့လေဒီလိုလက်က rest လောက်ထားတဲ့အချိန်မှာဒီလက်ညိုကဒီ fan လေးကိုတွားပြီးတော့ပိတ်မိ two finger core တွေတက်ကတော့အဲ့ပြဿနာလေးရှိနေတယ် ပြီးတော့ဒီ Oppo ရဲ့ Color OS ဖြစ်တဲ့ China version ကလည်းသုံးလို့တော်တော်ကောင်းတယ်ဒီ Google service တွေကတော့အစကတည်းကဒီဖုန်းကိုစပြီးဖွင့်ကြတယ်မပါရင်မဲ့လို့တွင်းရတာတော်တော်လွယ်တာပြီးတော့ဒီ Google service တွေကိုသုံးရတာလည်း error တော်တော်ကင်းတယ် Color OS 15ရဲ့ animation quality က Android တဲမှာဆိုရင် top 3 win animation quality ပဲပြောရအောင်နော်ဒီ China ရုံဖြစ်နေတဲ့အတွက်ဒီ bloatware တွေကတော့ဒီဖုန်းမှာတပုံကြီးပါလာဒါပေမဲ့ကောင်းတာကကြတော့လည်းအကုန်လုံးကိုရှင်းနေအောင်ဖြစ်လိုက်လို့ရတယ် ိတ်တော့လည်းအလုံးမရှုပ်ပါဘူးလေပြီးတော့ဒီ China runner ဖြစ်တာဒါဒီ Nodi နောက်ကျတဲ့ပြဿနာတွေလည်းဒီကောက်မှာမတွေ့ရအောင် game mode ကလည်း function တော်ဆုံးတယ်ဒီ FPS တွေကြည့်လို့ရမယ် fan ဖွင့်ပိတ်ကိုလည်းဒီ slide bar ကနေတခါလဲလုပ်လို့ရတယ်ဆိုတော့ဒီ game နဲ့ပတ်သက်တဲ့ facility တွေကတော့ဒီဖုန်းမှာတော်တော်စုံတယ်လို့ပြောမှာအဲ့လိုမျိုးဒီဖုန်းကို share ဆော့လို့ရအောင်လဲဒီကောက်မှာ8000 mAh battery အကြီးကြီးကိုသူတို့ထည့်ထားပေးတယ်ကျွန်တော်စမ်းကြည့်ရလောက်ကတော့ကျွန်တော်ဒီ mobile legend လို game ကို min 20လောက်ဆော့တဲ့အခါမှာတပွဲကို3% 4%ဝင်ကြမယ်အားကုန်တယ်ဒီ PUBG mobile ဆိုရင် 120fps နဲ့ဆော့ မှာတပွဲကို6 to 7%လောက်ကုန်တယ်။ Data 4ကိုလည်းကျွန်တော်ဒီ higher setting မှာတပွဲကို10%အဲ့လောက်ပဲကုန်တယ်။ဆိုတော့ဒီပုံမှန် daily test တွေသုံးမယ် ဂိမ်းလဲအားရင်အားတယ်လို့နည်းနည်းပါရွှေချောင်လေးစော့မယ်ဆိုရင်ဒီဖုန်းကတင်းရဲလောက်တော့အသားလေးတုံးရတယ်ဒီလိုမှမဟုတ်ဘူးဒီဂိမ်းကိုပဲအတမုံစော့ကျင်တာဆိုရင်လည်းညမှာကျွန်တော် AC 20%လောက်နဲ့အိတ်လို့ရတယ်ပြီးတော့အပြန်သွင်းမယ်ဆိုရင်လည်းသူ့မှာပါတဲ့ဒီ 80W Super Boost Charger နဲ့0 to 100ကိုမိနစ်50ကျော်လောက်နဲ့ပြည့်တယ်ပုံမှန်ဒီ20ရာခိုင်နှုန်းလောက်ကနေသွင်းမယ်ဆိုရင်40မိနစ်လောက်ဆိုရင်ပြည့်ပါဆိုတော့ဒီ 9000mAh battery ကိုဒီလောက်ပဲကြာတာကမြန်တယ်လို့ပြောလို့ရတယ်ပြီးတော့ဒီအားသွင်းရင်ဂိမ်းစော့ရင်ဖုန်းပူတဲ့ battery degrade ဖြစ်တယ်ဆိုတော့လူတွေအတွက်လည်းဒီကောက်မှာ bypass charging စနစ်ထည့်ပေးထားတယ်ဆိုတော့ဒီအားသွင်းကြိုးတန်းလမ်း န်းလန်ဂိမ်းဆုံးမယ်ဆိုရင်လည်းဖြစ်တယ်တကယ်ကိုဒီကောင်က gaming focus ဖုန်းဒီတော့ခြုံပြောရရင်ဒီဖုန်းက official ဝင်တဲ့ဖုန်းမဖြစ်တာလွယ်လို့ဒီဈေးတန်းမှာရွေးမယ်ဆိုရင်ရွေးလို့အကောင်ဆုံးဖုန်းတွေကတလုံးလို့ပြောလို့ရတယ်ထိတ်ဆုံးသားမှာရှိတဲ့တလုံးပေါ့နော် display လည်းကောင်းတယ်ဒီ gaming pad လို heavy game တွေကို나ยีฉีပြီးတော့ဆော့မယ်ဆိုရင်တော့ fan ကိုဖွင့်ပြီးတော့300လက်ပေမဲ့ပုံမှန် app တွေအတွက်နဲ့တာမန်ဒီ PUBG တို့ဒီ mobile legend လို game တွေလောက်ကတော့စာမဖွဲ့ဘူးဒါပေမဲ့ gain ဆော့ရင်တော့ fan ဖွင့်ဆော့တာအများကြီးပိုကောင်းပါလေကျွန်တော်တော့ဖွင့်ဆော့စေချင်တယ်ပြီးတော့ဒီ big quality လည်းမဆိုးဘူးကင်မရာကလည်းတုံးစားလို့ရ တယ်ကိုလင်ဖန်ပါလေးကိုဆွဲလန်းနေဆိုရင်ဒီဖုန်းကသူ့ရဲ့ဈေးတန်းမှာရွေးလို့အကောင်းဆုံးလို့ပြောလို့ရတယ်ပြိုင်ဘက်တွေအနေနဲ့ဆိုရင်တော့ဒီကိုလင်ဖန်ကိုစိတ်ဝင်စားအောင်ဆိုရင်နောက်ထပ်ကျွန်တော်တသိန်းတသိန်းခွဲလောက်ပို့သုံးပြီးတော့ဒီ IQ Z10 Turbo တို့ Turbo Plus တို့နောက် IQ Neo 3တို့ရွေးမယ်ဆိုရင်လည်းရွေးလို့ကောင်းတဲ့ iPhone တွေရလေဘာလို့လဲဆိုရင်ဒီ performance ဘိုင်းမှာဒီ IQ Z10 Turbo Plus တို့ကဒီကောင်းထက်တော်တော်လေးပိုတာတယ် IQ Z10 Turbo Plus review လေးလည်းကျွန်တော်မကြခင်လုပ်ပေးဖို့ရှိရပါတော့ဆိုတော့ကျွန်တော်ဒီ channel ကို like and subscribe လေးမလုပ်ရသေးဘူးဆိုရင်တစ်ချက်လောက်လုပ်ပေးတော့ပါဦး โอเคဒါဆိုရင်ကျွန်တော်နောက် review တစ်ပုံးမှာပဲပြန်ဆောင်ကြတာပေါ့